ဟုတ်ဘူးလားအဲ့လိုပြောရအောင် princess ဆိုတဲ့ဘယင်မ princess ဆိုတဲ့ဘယင်မ vibe လေးရနေပါတော့အရန်ဒီကိုရဲ့ကရင်လူမျိုးကိုဘယ်လိုပြောရမလဲဒီ fashion တစ်ခုနဲ့ပေါ့နော် ပြန်ပြီးတော့မြင်ရတဲ့ပုံစံလေးပေါ့နော်အရန်လည်းလှရဲအရန်လည်းအဆုံလေးဝေးရတဲ့ခါမှာအရန်ကို proud နေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအရန်လည်းလှရလေနော် ရေဒီမိတ်ဝင်ထားတဲ့တင်တိုင်းကိုလုံးထားမှာပဲနဲ့ပိတ်စာပိတ်စာပုံကလို့ဟိုတင်တိုင်း frame ပေါ့နော်ကင်းရဲ့ tail frame frame ကိုယူလေယူပြီးတော့မှအပြိုင်ချုပ်ထားတယ်ချုပ်ပြီးသွားလို့ရှိရင်ဒီအပေါ်ကတင်ထားတဲ့အပြားလေးအပြားလေးဒီအပြားလေးအပြားလေးအကုန်လုံးကတစ်ခုချင်းစီဒီပြန်တင်ထားတာမျိုးရှိတင်ဟိုတက်ထုတ်ထားတာမျိုးလို့ရှိရင်လည်းဒီတန်တယ်တန်တယ်တွေကစသူ original color ဒီအောင်မဟုတ်ဘူးလို့တခြားအောင်တခြားအောင်မှာဒီတော့ထိုးခြင်းတဲ့အရာကို ဆေးမုတ်တယ်ဆေးအထက်ထက်ပုံလို့ပြောလိုချင်တဲ့အရာအရာကိုတက်ထဲတာတက်ထဲတာအချင်းအချင်းတော့တဲ့ဒီဟာကတော့ဟိုပေါ့ handmade လုပ်တာပါနဲ့၃ရက်တော့၄ရက်၅ရက်လောက်လောက်ကြာပါဘူးอืมတော့အကုန်လုံးကအစကတည်းကဒီပိတ်အဖြူနဲ့ပိတ်အညုံနဲ့ဟိုဝင်ပြီးတော့မှအစအစောပုံပြန်လောက်တာဆိုတော့ဒီလိုမျိုးသမွေးလေးတက်တာပဲဒီအကုန် handmade ပေါ့တစ်ခုချင်းစီတိုင်းကတော့လက်နဲ့ပဲလက်နဲ့ပဲပြန်လောက်ထားတယ်ဖြစ်တဲ့အတွက်ဟို ก็เทลง่าเราห้ามไม่ก็ต้องให้ามไม่ดีต้องห้ามไม่ดีห้าไม่ดีไม่รอดนะกูติกินอะไอ่ะ ဟုတ်ကဲ့ဒါတော့ဒီဇိုင်နာခင်ရင်နာလင်းလဲပါဒါတော့ဒီဇိုင်နာ ဖြိုးပါခင်ဗျာဟုတ်အော်ကျွန်တော်တို့ကတော့လေပုံမှန်အပြည့်ဆိုရင်ဟိုညမယူရတယ်ပုံပေါ်နေရပုံများတယ်ဒါပေမဲ့ဒီတစ်ခေါက်မှကျွန်တော်ဖြစ်ချင်တော့ကျွန်တော်လည်းကရင်အာညမလေးလည်းကရင်ဖြစ်တဲ့အခါကျတော့ဒီမှာကရင်နဲ့ရောက်တွေ့သွားပြီးတော့အဲဆိုရင်ကရင်နေရှင်နဲ့ကော့စတူမ်တစ်ခုကိုဖန်တီးချမယ်ဆိုပြီးတော့ဒါလေးဖြစ်လာတယ်ပေါ့ဒီအင်ဂျီလေးဒီမှာဆိုရင်အင်ဂျီကဒါသုံးတယ်မြတ် ဒါဆိုင်ပထမရှေ့မှာရှေ့မှာကျွန်တော်မကြိုက်လို့နောက်ဆုံးဒီ final ဒီ color ကိုရွေးပြီးတော့တခြားလေးပြန်ပြီးတော့ panty ပေးဖြစ်သွားတယ်ဟုတ်ကဲ့ ready made ဝယ်ထားတဲ့သင်တန်းကိုလုံထားမှာပဲနဲ့ပိတ်စာပိတ်စာပေါ်မှာလို့ဟိုသင်တန်း frame ပေါ့နော်ကင်းရဲ့ထဲ frame frame ကိုယူတယ်ယူပြီးတော့မှပြန်ချုပ်ထားတယ်ချုပ်ပြီးသွားလို့ရှိရင်လည်းဒီအပေါ်ကတင်ထားတဲ့အပြားတွေအပြားတွေအပြားတွေအကုန်လုံးကတစ်ခုချင်းစီ ီပြန်တင်ထားတာမျိုးရှိဟိုထုတ်ထားတာမျိုးပြီးလို့ရှိရင်လည်းဒီတန်တယ်တန်တယ်တွေကစသူ original ကာလာဒီအောင်မဟုတ်ဘူးလို့တခြားအောင်တခြားအောင်မှမလို့လိုချင်တဲ့အရာကိုစေမုံတယ်စေအထက်တဲ့ပုံလို့ပြောလိုချင်တဲ့အရာအရာကိုတက်ထည့်တာတက်ထည့်ထားတယ်ဟုတ်စာပြောစာထုတ်လို့နော်ဒီအားဆိုရင်ပုံမှန်အပြင်ဆိုရင်ဒါရဘော်ရီကြေးတွေတန်းနေဒီမှာဆိုဘော်ကြေးတန်းတော့ခုတုံးလာတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဒီလီလီတို့ဖြိုးတို့အားလုံးကဒီကောင်ကိုပြန်ပြီးတော့စိတ်မော့လိုက်တယ် ဈေးမှုတ်ပြီးတော့ခါကြမှာကိုလိုချင်တဲ့ကာလာအကုတ်တိုင်းပြန်မှုတ်ပြီးဒီမှာလိုက်မယ်။ဟမ်းမိတ်နဲ့လက်ချုပ်ပြတ်ပြီးတော့အကုန်လိုက်ထားတယ်ဟုတ်။ဒါတော့လီလီတို့ဖြိုးတို့အဓိက main ခိုင်တာတော့ကလေးတွေဟုတ်။သမီးအချင်းအချင်းရောတဲ့ဒီဟာကတော့မပေါ့ဟမ်းမိတ်လောက်ပါပါနဲ့၃ရက်တော့၄ရက်၅ရက်လောက်ပါအင်းတော့အကုန်လုံးသူကအစကတည်းကဒီပိတ်အဖြူနဲ့ပိတ်အညူနဲ့ဝယ်ပြီးတော့မှ စဆုံးပုံပြန်လောက်တာဆိုတော့ဒီလိုမျိုးအမွေးလေးတက်တာပဲဘူးပြီးအကုန်ဟမ်းမိတ်ပေါ့တစ်ခုချင်းစီတိုင်းကတော့လက်နဲ့ပဲလက်နဲ့ပဲပြန်လုပ်ထားတာဖြစ်တဲ့အတွက်ဟိုတစ်ထည်လုံးကတော့ဟမ်းမိတ်ပြီးအကုန်လုံးဟမ်းဆိုင်ချေသုံးဟမ်းမိတ်ပဲဟမ်းမိတ်တွေပြီးတော့ဒီခေါင်းပတ်လေးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးခေါင်းပတ်လေးအရင်ချုပ်တယ်ပေါ့အဲ့ပေါ်မှာမှဒီ accessory လေးတွေကိုဟမ်းမိတ်အနေနဲ့ပြန်တွဲပြီးရင်ဒီရာလေးတွေဆိုလည်းအဲ့လိုပဲမကက်လေးရောမကက်လေးအဲ့လိုမျိုးဘော်လေးဘော်လေးဆိုတော့နည်းနည်းလေးပေါ့လဲပေါ့တယ်ပေါ့နော်ဒီလိုမျိုးအများကြီး စင်ထားပေးမယ်လေခေါင်းက၄မိနစ်ပေါ့လေငကက်လေးတွေလက်ကောက်လေးတွေလက်စွပ်လေးတွေကောင်းလုံးမယ်ကောင်းလားဟမ်မိတ်ကြီးဆေးပြန်မှုတ်ပြီးတော့ဟမ်မိတ်ကြီးဟမ်မိတ်ကစားတဲ့ဟမ်မိတ်ကြီးအဲ့တော့ကြည့်စီလားပြပြပေးပါဦးကိုကြီးကိုကိုဘလိုလေးမြင်ပြီးကိုကိုအခုလားအခုဘလိုပြအောင် Princess ပေါ့ကြာဘယင်မ Princess ဆိုတာဘယင်မ vibe လေးရနေပါတော့အရန်ဒီကိုရဲ့ကရင်လူမျိုးကိုဘယ်လိုပြအောင်လဲဒီ version တစ်ခုနဲ့ပေါ့နော်ပြန်ပြီးတော့မြင်ရတဲ့ပုံစံလေးပေါ့နော်ရန်လေးလှရဲအရန်လေး မဆုံးလေးဝေးရတဲ့အခါမှာရန်ကို prop လေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအရန်လည်းလှပါလိမ့်နော်အရန်ပေါ်ပုံမှန်ထက်ထူးခြားပြီးတော့ဘယ်လိုပြောရမလဲ elegant လေးဖြစ်တယ်တကယ်ကိုဒီပြင်ရိုးရော်လည်းဖော်ထားတယ်ဆိုတော့အရန်စိတ်တာပေါ့နော်อืมအခုဒီဟာဆိုရင်မူရဖဲပေါ့ ပြင်မင်းမင်းမူရဖဲကိုကျွန်တော်တို့ကပြန်ပြီးတော့ represent ပုံစံမျိုးလေးလောက်ထားတယ်။ပုံစံပေါ်ဒါကတော့ခေါင်းစဉ်တစ်ခုအနေနဲ့ကျွန်တော်တို့ choice လုပ်ထားရပါတော့။အဲဒါဆိုရင်ဘယင်ဟိုကရင်ဟိုထိုင်းဘက်ကနေမှာတော့ောက်သွားတဲ့မူရဖဲကိုကျွန်တော်တို့ပြန်ပြီးအသက်သွင်းထားတဲ့ပုံစံမျိုးဟုတ်မိပြောဟုတ်အဲအဲ့ဒါလေးကျွန်တော်ပြန်ပြီးအသက်သွင်းထားတယ်။ပြင်ပါပြီးတော့ကျွန်တော်သူကဟိုရေတောက်လိုက်ရင်တော့မှအာဖူဘောနော်အသွေးချောင်းလေးညင်ရတယ်ဆိုရဲဟာမျိုးမှာစီလာနဲ့သွားပြီးကြိုက်တယ်စီလာကိုယ်တိုင်ကလည်းအာလုံးဝဖွေးဖွေးဆွတ်ဆွတ်အသားလေးလှလှဖြစ်တော့တာဟုတ် ခုလေးမှာဟုတ်အဓိကတော့ဒီမှာဆိုကျွန်တော်ခပ်ပတ်တွေမယ်ဒီမှာဆိုလို့ကျွန်တော်တို့ဟမ်မိတ်ကမပြီးသေးအောင်မှာခပ်ပတ်တွေဓာတ်တွေဆိုလို့ကျွန်တော်တို့ဟမ်မိတ်တွေနဲ့ပြန်ချိန်ထားရရှိရဆိုတော့ဓာတ်လေးတွေဝတ်တဲ့ခေမှာလွဲတာလေးနောက်ပြီးဒီကျိုးပြားလေးဘယ်လိုထောက်ရမလဲဓာတ်လေးတော့ကျွန်တော်တခြားဘောသင်ပြတယ်နောက်ပြီး performance ပြတဲ့အခါမှာဘယ်ဟာလို့အသားပေးပြရမလဲဆိုတော့လေးတော့စီလောက်တခြားလေးပြောပြတယ်အဓိကတော့သူကတော့မင်းသမီးတပါးဖြစ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်တည်တည်ငြိမ်ငြိမ်နဲ့လက်လာလေးပြသွားခဲ့ပြီဆိုပြီးစင်ပေါ်မှာပြနိုင်ခဲ့ပြီဆိုရပါခင်ဗျဟုတ်အဲ့လိုမျိုးလေးပဲဟုတ် ဝင်းဆောင်ကအတိအကဒီဟာကတဲဆွတ်ချလိုက်အောင်လဲရတယ်သူခက်ခက်ကဲကဲဝေးရတဲ့ဟာမျိုးတွေပေါ့ဟိုဒိုတကယ်ဝေးရတော့ဒိုဝေးလဝေးလစားရလဝေးလစားရလဲအလောက်ကြီးခက်ခဲရတော့မဟုတ်ဘူးတော့ဒီအချိတ်တိုင်းချိတ်တင်နေပဲတက်ပြေးလိုက်တာဆိုတော့ပြီးတော့ဒီအနောက်ကဒီကပတ်တွေဆိုလို့ရှိရင်လဲချိတ်ချိတ်တင်နေပဲအဲ့တော့ဟိုစီလာတွေကတော့နော်အစင်းကြီးခက်ခဲနေမဲ့ဟာမျိုးတော့မဟုတ်ဘူးသူသူကလွယ်လွယ်ကူကူဝေးလို့ရမယ့်ဟာမျိုးဆိုတော့ဟိုတခြား performance ပိုင်းတော့ပဲအာ ဟို IELTS လို့ရရပါတော့ handmade ဆိုပေမဲ့အကုန်လုံး ready made ပဲထားပြီးသားဟုတ်အကုန်လုံးကျွန်တော်တို့ဆွတ်ချလိုက်ရမှာအကုန်လုံးဟုတ်ကဲ့အင်ဂျီယာဆွတ်ချလိုက်ရုံပဲလက်ဝဲရနိုင်မှာကျတော့လည်းအဲ့လိုအကုန်လုံးပေါ့ညီမတို့ကခွင်းနေချိန်တိပြန်တက်ထားတဲ့ခါကျတော့သူ့အိုက်သူပြန်ပြီးတော့နောက်မှာထွက်လာတယ်ဒီလက်ကောက်လေးဆိုတော့အကုန်လုံးကအမေရိကန်သွင်းတာစေးမှုဝင်နဲ့ဟိုအရာတွေပေါ့စေးမှုဝင်နဲ့အရာတွေစေးဝင်အောင်ဘလို့နီးမောက်ရမယ်ဆိုတာအစကျွန်တော်တို့ကဟိုစေးမှုဝင်ကြတယ်ဖြစ်တော့ပူကျွမ်းသွားတယ်ကျွမ်းသွားတော့စေးဝင်အောင်ထွက်ထားတယ်ဒါဒီဆိုလည်းအကုန်လုံးကအာ ီလာပြလလကူကူပဲတမ်းပြီးတော့အဲဝတ်သွားလို့ရတယ်လက်စစ်ဆိုလဲသူက adjust လုပ်လို့ရတယ်လက်စစ်တွေပဲကျွန်တော်ရွေးထားတယ် nugget တွေဆိုအကုန်မဝဟုတ်လကူဆိုတော့အဆင်ပြေပါအဆင်ပြေအာ national account ဆိုတော့အလုံးတည်တိုင်းပွဲပွဲမှာဆိုရင်ပို့ပြီးတော့အရေးကြီးတဲ့အသက်တစ်ခုနေတော့ပါတယ်ဘာလို့ဆိုတော့နိုင်ငံရဲ့အာဒီပြဖို့တစ်ခုကိုပြတဲ့အခန်းကဏ္ဍတစ်ခုမှာဒီဟာအရေးကြီးတဲ့ကဏ္ဍဖြစ်တဲ့အတွက် မှားယွင်းလို့မရဘူးအာပြတ်တမှုမှာရွှဲချော်လို့လည်းမရဘူးဒါဆိုကျွန်တော်တော်တော်လေးကိုဟိုမင်းမြန်တုတ်ပြီးတော့မှအဲလုတ်တော့ဒီမှာစတာတာလေးလုတ်ထုတ်တဲ့ခါမှလည်းအမိုးတို့မေးရတယ်အင်းအမိုးတို့ဆိုရင်အမိုးတို့ကဘယ်နေရာဘယ်လိုဖြစ်ရမလဲဘယ်နေရာဘယ်လိုစံနှုန်းဖြစ်ရမလဲအရှိနေနောက်ကဘယ်လိုပုံစံဖြစ်ရမလဲတင်တိုင်းကအတိတ်ဘက်ကဘယ်လိုအဲသူတို့ကအကုန်လုံးပြပြရတဲ့ဟာမျိုးကြီးစင်းနေလေ့လာပြီးမှတ်သားပြီးတော့မှကျွန်တော်တိကျလောက်ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါမာလီတွက်ကောဒါနိုင်ငံတော်ဆောင်ပြီးတော့ဆွေးနွေးကြတော့ဘယ်လိုလေးအားပြီးမှသာပြောချင်ဟုတ်ကျွန်တော်တို့ရှေ့ကအရာမှာပြောခဲ့သလိုပဲတ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 ော့မှာဆို ဘာမှစုမလို့အဓိကဒီအင်ဂျီကိုစင်ပေါ်မှာအကောင်းဆုံးပြနိုင်ခဲ့ပြီဆိုရင်ရပြီ။ဒါစနဲ့အဆိုရင်ကျွန်တော်တို့ချိန်တက်ပြီ။မလေးစင်စီပြီးပြီးခဲ့ပြီဆိုရင်ရပြီ။စုရလာရင်တော့အကောင်းဆုံးပါနော်။ဒီဇိုင်းနာဒီဇိုင်းနာနဲ့ခရီးတိုင်းနေနဲ့စင်ပေါ်မှာအကောင်းဆုံးချပြနိုင်ဖို့ကိုမျှော်လင့်ပါတယ်။အဲ့ဒါအကောင်းဆုံးချပြနိုင်ပြီဆိုလို့ရှိရင်ဒီဇိုင်းနာတွေအတွက်ကချိန်တက်ပါပြီဟုတ်ကဲ့။ ီလာကတော့ငယ်လေးငယ်ငယ်လေးပဲရှိသေးတယ်ပြပပွဲမှာတယောက်တည်းသွားပြီးတော့ပြန်ရောက်มาဆိုတော့ဘာလို့ပြပြအဲ့လိုစုလို့ဘာလို့ဆိုရတဲ့သူအဲ့ပွဲစဉ်တစ်လျှောက်လုံးမှာပေါ့ဒီ national cultural round မှာမဟုတ်ဘူး round တိုင်းအကုန်လုံးမှာအဲ့လိုအဆင်ပြေချက်ချောင်းမှုတွေလေးနဲ့အကောင်းဆုံးလုပ်နိုင်ပါစေလို့ဖြစ်ပါ Residence Lobby Dining Community ရင်ခုန်နေဟုတ်တယ်ဟုတ်တယ်အရန်ရင်ခုန်နေရင်ခုန်တာထက်တာဝန်နဲ့တစ်ခါမှကြီးရယ်ပေါ့နော်ဟိုကိုတယောက်တည်းအတွက်မဟုတ်ဘူးကို့နိုင်ငံဒါတော့ကို့လူမျိုးအတွက်ပေါ့နော် represent လုပ်တဲ့အခါမှာအရန်ကိုအမားရွမရှိအောင်လို့တိရှိချာလုပ်သွားမှာပေါ့နော်ဘာလို့ဆိုတခြားနိုင်ငံတွေကလည်းကြည့်နေရဖြစ်တဲ့အကြောင်းမျိုးသူတို့အတွက်သူတို့စိတ်ထဲမှာပေါ့နော်တမျိုးလေးခြံခဲ့မယ်ဆိုရဟာမျိုးလေးရှိတယ်ပေါ့နော်အဲလေအကောင်းဆုံးစီတာကြိုးစားနေပါတယ်ဖိုက်တင်းဖိုက်တင်းစီစီပါစီစီပါ